မင်္ဂလာပါပရိသတ်ကြီးခင်ဗျာကဗတ်အချမ်းသာဆုံးတထေးကြီးဘီကိတ်ကသူ့ရဲ့ပိုင်ဆိုင်မှုအားလုံးနှီးပါးကိုလှူဒန်းတော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါသူလှူဒန်းသွားမယ်သူတွေကတော့ကဗတ်ရဲ့ရက်ကမရှိသေးတာပြည်သူတွေဖြစ်ပြီးဒီအကြောင်းကိုဒီကနေ့မှတရားဝင်အသိပေးလိုက်တာပဲဖြစ်ပါတယ်ကဗတ်ရဲ့ရက်ကစည်ရင်သားပြည်သူတွေအတွက်တထေးကြီးဘီကိတ်ကဒေါ်လာ200ဘီလီယံလောက်ကိုလှူဒန်းသွားမှာဖြစ်ပါတယ် ီတန်ကြီးဟာသူပိုင်ဆိုင်ကျွယ်ဝတဲ့69ရာခိုင်နှုန်းခန့်ဖြစ်တယ်လို့သိရပါတယ်။တတိကြီးပီကေရဲ့အတွင်းမှာတော့ကဘာရရကဆေးရသားပြည်သူတွေဟာစစ်ပီးတဘာဝဘေးတွေအပြင်ကဘာစီးပွားရေးပြက်ကတ်တွေကြောင့်ဒုက္ခတွေများစွာခံခဲ့ရတာကို မကြည့်ရပုံပေါ်ပါတယ်။ ဒါကြောင့်အခုလိုဆုံးဖြတ်ချက်ကိုချမှတ်လိုက်တာဖြစ်ပြီးလာမယ့်20အတွင်းမှာကဘာရရကဆေးရသားပြည်သူရိစီသူ့ရဲ့ကြွယ်ဝချမ်းသာမှုတွေကို အရောက်ပို့ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ဒီအစီအစဉ်တွေကိုအကောင့်ထဲပေါ်ဖို့အတွက်တတိကြီး BK ကစိတ်လှုပ်ရှားနေပြီးလာမယ့်20ဟာသူ့အတွက် လူတွေသတိပြုနေအောင်လှုပ်ဆောင်သွားမှာလည်းဖြစ်တယ်လို့အတည်ပြုထားပါတယ်။ ။ BK ဟာ Microsoft ကုမ္ပဏီကိုတည်ထောင်သူတူဖြစ်ပြီးဤပညာလောကမှာအလုံးနပင်ကြီးတဲ့သူတူပါ။သူ့နာမည်အပြည့်အစုံက William Henry Gaithry ဖြစ်ပြီး1955ခုနှစ်မှာ American ပြည်ထောင်စု Washington Seattle မြို့မှာမွေးဖွားခဲ့ပါတယ်။ BK ဟာ1985ခုနှစ်မှာသူ့ရဲ့တငယ်ချင်း Paul Allen နဲ့အတူ Microsoft ကိုတည်ထောင်ခဲ့ပြီးကမ္ဘာအကြီးဆုံး software ကုမ္ပဏီအဖြစ်ပေါ်ထွက်လာခဲ့ပါတယ်။ Windows Operation System က Microsoft ရဲ့အကြီးမားဆုံးအောင်မြင်မှုတွေကတစ်ခုဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ PK ဟာအသက်ငယ်စဉ်ကတည်းကဝင်ငွေအများကြီးရရှိခဲ့တဲ့အတွက်2009နှစ်နောက်ပိုင်းမှာသူ့ဇနီး Melinda Gates နဲ့အတူ Bay and Melinda Gates Foundation ဆိုတဲ့လူမှုအကျိုးပြုဖွဲ့စည်းကိုတည်ထောင်ပြီးကျန်းမာရေးပညာရေးတွေကိုအားသုံးခွန်ဆိုင်လုပ်ခဲ့ပြီးဆင်းရဲတဲ့နိုင်ငံတွေအတွက်အကူအညီများစွာဖြစ်ခဲ့ပါတယ်ခင်ဗျာ။